โอเคအားလုံးမင်္ဂလာပါဗျာကျွန်တော်ရချင်းမရွှေတို့ဒီ19ချိန်မှာကျွန်တော်အနိကက်အနိကက် site လေးပေါ့နော်ဒီ site ကလည်းမပြမဖြစ်ကျွန်တော်ကကျွန်တော်ချင်းမရွှေတွေကိုဒါကျွန်တော်ရစီချင်းစိတ်နေပေါ့နော်ဒါအနိကက်လေးကျွန်တော်တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ဒီမူကက်ကကျွန်တော်တို့ဒါလေးကက်လေးကက် site ပေးလာတာပေါ့နော်သူကဘလို့ယူထားလဲဆိုရင်ဒီတောင်နှလုံးပေါင်းကိုးပိတ်ကကိုးပိတ်ကြတဲ့ချိန်မှာသူကလေးပင်တကယ်ရိုက်တယ်ပေါ့နော်အာဒီမှာလည်းတကက်ဖြစ်ပါ ဲ့မှာကျွန်တော်တို့ကြည့်ရမယ်နောက်ပိတ်ကကျွန်တော်တို့နောက်ပိတ်တက်ချတဲ့အချိန်မှာတကက်တက်ရတယ်ပေါ့နော်1 2 3 4 4ပင်တက်ကျွန်တော်နောက်ပိတ်ကိုဆက်ကြည့်တဲ့အခါမှာဒီမှာကျွန်တော်နှစ်ကနှစ်ပိတ်လို့ထည့်ရတယ်နှစ်ကနှစ်ပိတ်လို့ထည့်ရတဲ့အချိန်မှာတစ်ပင်နှစ်ပင်တစ်ပင်နှစ်ပင်၃ပင်၄ပင်တက်ကပေါ့နော်အဲ့မှာသူက၃ကက်ပြီးခဲ့တယ်၃ကက်ပြီးခဲ့ပြီနောက်တစ်ကက်ကျတော့ကျွန်တော်ဒီ၃၅၆ပင်ကနေစပြီးတော့နော်ကျွန်တော်တို့၆က၆ပိတ်လို့တက်ထည့်ရတယ် ဒါဆိုရင်ဒီပင်မှာကျွန်တော်ကလေးကမြောက်အောင်ပဲစိုက်ပါတော့။ဟုတ်ကဲ့စိုက်လိုက်ရတော့ကျွန်တော်လေးတော်တော်လေးဦးကောင်းနေစိုက်ပါ။ကျွန်တော်မပြပဲနဲ့ကျွန်တော်ရမှာပါ။အဲကျွန်တော်ရဒီပေါ့နော်။ကျွန်တော်ရမိတ်ဆွေတွေမြန်မာအဲဆိုးပါတယ်။ဒီတစ်ပတ်မှာကျွန်တော်စကူးချိန်မှာရတဲ့အောင်နိုင်အောင်လဲကျွန်တော်အများဆုံးကုန်ကြိုးစားတာပါနော်။ဟုတ်ကဲ့ပါ။ကျွန်တော်တွက်နေစိုက်လေးတစ်ချက်ကြည့်အောင်ပါဗျာ။ဒီတွက်နေစိုက်ရကျွန်တော်ဖိုင်၃အခုကဖိုင်လေးပေါ့နော်။ဖိုင်လေးပေါ့နော်။ဖိုင်၃နဲ့နည်းနည်းလေးဆင်တယ်ဗျာ။ လိုဆင်လဲဆိုရင်သူကတီကက်တပင်းနှစ်ပင်သုံးပင်လေးပင်ဒီပင်ကိုဖမ်းတာပါနော်သုံးခုကုန်ပင်ကိုဖမ်းတာဖြစ်ပါတယ်သုံးခုပင်ဖမ်းတာဖြစ်ဖြစ်ကျွန်တော်ပထမဆုံးပြမယ့်ဆိုင်ကလုံးပိုင်ပါနော်ဒီနှလုံးပေါင်းခြင်းကလေးဒီနှလုံးပေါင်းခြင်းကကိုလေးပေါင်းကိုဒါဆိုရင်ကျွန်တော်ကသုံးနှလုံးပိုင်ကြပါရှင်လုံးမောင်ကြီးလေးနောင်လုံးမောင်ကြီးကိုလေးပေါင်းကိုသုံးလုံးပါအဲ့ဒီသုံးလုံးပါရထိတ်စီးသုံးမုတ်ခါကိုသူကပေးมาဖြစ်ပါတယ် ဒီမှာ၃ထိပ်လက်ချပေးနော်၃ထိပ်လက်ချပေးတယ်သူကအတွဲတွေနဲ့ break အတွဲတွေနဲ့သူက break ပါတခါလဲရှေ့တွေပေါ့နော်ရှေ့ရှေ့ကောင်းချင်းမှာတခါလဲသူအထက်ပါဘလို့ထက်သွားလဲဆိုတော့ဒီ၃ညနှစ်၃ည၉ရဲ့ဒီ၃ညခါက၃ညရဲ့ power ကဗာလဲငါဒီ၃ညငါကဒီရှင်နှလုံးကောင်းချင်း ရှင်လုံးပေါင်းချင်းကိုသူကထည့်တာတုံညပါဝါငါဒီတုံညကားကဒီနဲ့တုံညကိုဆိုတော့ဒီပင်ပါဗောနော်ဒီတုံညကားကတုံညရဲ့ပါဝါငါအဲ့ဒီတုံညငါကရှေးပေါင်းချင်းဖြစ်အောင်ရှေးပေါင်းချင်းဖြစ်အောင်အဲ့ဒီရှေးပေါင်းချင်းကတုံညသုံးပုံငါဖြစ်အောင်ဒါဆိုတော့ဒီတုံးငါဟာဒီတုံးငါထိတ်စီးသုံးပုံခါလို့ကျွန်တော်တို့ယူဆတာတော့ကျွန်တော်တို့သုံးထိတ်စီးပါတယ်တော့ကျောင်းသုံးထိတ်စီးထည့်တာတော့ကျောင်းသုံးတုံညဖြစ်ဖို့တော့ဆိုရင်သုံးခွန်သုံးထိပ်စီငါးဖြစ်ဖို့တော့ရှင်းလုံးမင်းငါးဖြစ်ဖို့တော့ဆိုရင်သုံးနှစ်တွဲ သုံးခွန်ဟုတ်သုံးနှစ်အတွဲတွဲနဲ့တွဲရနော်အတွဲနဲ့တွဲရတယ်အဲ့ဒီအတွဲနဲ့တွဲကိုကျွန်တော်ကဘာပရိနဲ့ကက်လဲဆိုတော့ဒီ၃ရရဲ့အောက်မှာခွန်ခွန်ကိုအဲ့ဒီခွန်ကြီးခွန်ကိုရဲ့ခွန်ခါးကခွန်ဘရိတ်ဆိုလို့သူကရိုက်တာခွန်ဘရိတ်ဆိုသူကရိုက်တာဗျာနော်ခွန်ဘရိတ်ဆိုပြီးသူကပေးတယ်ဒီခွန်ခွန်ကိုရဲ့ခွန်ခါးကခွန်ဘရိတ်ပေးတယ်သူ့ပွင့်ပေါ်တော့၃ရခါးက၃ရ၅ရှေ့ပေါင်းချင်းပေးတယ်နော် ကွန်ပလိတ်ဆိုကျွန်တော်က3ကွန်တွဲဆိုတော့3ကွန်ကွန်ဆိုတော့ data ကွန်ကွန်ပလိတ်ပြုလို့3နှစ်နဲ့ဆိုတော့ data ကွန်ဒီကွန်ထက်ထိုးပြီးတော့လုံးဝအောင်အောင်လဲဆက်နော်ဒီကွန်ထက်ထိုးပြီးလုံးဝအောင်ဖက်ဆက်ရှင်းပါလို့ကြွချင်ပြီဆိုရင်နော်ဒီရှိကိုလေးပင်ပါဆိုတော့၄ပိတ်က၄ပိတ်လို့တော့မချပါဘူးသူကနှစ်ပင်သားတော့ဗောနော်၃ပိတ်က၃ပိတ်လို့ဆိုတော့မချပါဘူး ဒီမှာ68ခွန်ကခွန်ပိတ်ကနည်းနည်းခွန်ဆိုပြီးခွန်ပိတ်လို့သူကပြေးသွားတာအဲ့လိုပြေးမှလည်းဒီကွင်းကသူကဆက်ကစားတာပါနော်ဆိုတော့ကျွန်တော်ပြကြည့်ခဲ့တဲ့ပုံစံအတိုင်းပဲသူကဆက်ကစားတယ်သူကဒီကျွန်တော်တပင်းနှစ်ပင်း၃ပင်း၄ပင်းဒီ၃တုံညာ၉ပင်းလို့ဖမ်းမှာနော်အဲ့မှာဆိုတော့ကျွန်တော်ပမာဏလုံးမှန်တာဒီပင်းနဲ့စားပြီးတော့ကျွန်တော်ဖမ်းမှာနည်းနည်းခွန်နည်းနည်း၃နဲ့ပေါင်းချင်းကျွန်တော်က9နဲ့10နဲ့ပေါင်းချင်း9 ငါးပေါင်းချင်းနှစ်သုံးပေါင်းကကိုနေရှင်းနေပေါင်းကငါးပေါင်းကဒါဆိုကျွန်တော်တို့ကလုံးမှန်တာတုံညလုံးမှန်တာဒီတုံညလုံးမှန်ရဒီ၃ကျတော့ထိတ်စီးပြီးတော့ဒီပြင်မှာကျတော့ကားပေးတယ်သူကထိတ်တစ်ချိန်ပေးတယ်ကားပေးတယ်ဟုတ်နော်ကားမှသူကတုံညထိတ်ပါဟုတ်ပြီဒါဆိုကျွန်တော်တို့ကဒီ6 8ခွန်ဆိုတဲ့ဒီနှလုံးထောင်ထားတဲ့ဒီ6 8ခွန်ဆိုတဲ့6ခါက sorry ကလာချိန်မနော်ဆိုတော့ဒီ6ခါက6ပေါင်းချင်း6ရဲ့ပါပါက3 ရှေ့ပေါင်းက၈3ဖြစ်ရမယ်ဒီနှလုံးပေါင်းခြင်းက၈သို့မဟုတ်3ဖြစ်ရမယ်ဒါပေမဲ့ကျွန်တော်တို့က3ညခါရတာတော့ကျွန်တော်3ညခါရတာတော့ကျွန်တော်3ဖြစ်ဖို့အတွက်ဆိုရင်ရှေ့က3တလုံးထည့်ပါတော့3ဖြစ်ဖို့အတွက်ရှေ့က3ဖြစ်3ညခါရတော့ရှေ့ပေါင်းခြင်း၈ဖြစ်ဖို့အတွက်လည်းကျွန်တော်တို့က၈ထည့်၈3ညတွဲ၈ညတွဲအဲ့ဒီမှာမှကျွန်တော်တို့က break ကဒီနှစ်နှစ်ကုန်လို့ဆိုတော့ဒီနှစ်ခါ ဒီနှစ်ခါကနှစ်ပရိဆိုပြီးသူကခြာပေးတာဗျာနှစ်ပရိ sorry နှစ်ပရိဆိုတော့ကျွန်တော်က၃ညညရတာတော့ကြောက်၉ပိတ်ထည့်လိုက်၄ပိတ်ထည့်လိုက်တဲနှစ်ကွက်နော်အဲ့ဒီမှာဗာထွက်သွားတယ်၃ညညကိုဆိုတော့တဲကနေထွက်သွားလုံးဝအောင်းတယ်ဆိုင်ကကြီးလေကောင်းတယ်ကျွန်တော်ချင်းမဆွေတယ်သူကပေးဖို့လေလို့နော်နှစ်ကြိမ်တော့သူပေးသွားတယ်အဲ့ဒီမှာ၃၀ညကိုထွက်ပြီးတော့နောက်တစ်ပတ်မှာ၃၅နှစ်ဆိုပြီးတော့ထွက်တယ်အဲ့ဒီနှစ်ကလည်းသူကနှစ်နောက်ပိတ်လို့ထည့်ရိုက်တယ် ဒါဆိုတော့ဒီမူကဆက်ပေးမယ်ဆက်ပေးမယ်ဆိုတော့ကျွန်တော်တို့ချက်ကြည့်အောင်ပေးမပေးဒီနှစ်ပိတ်ကနှစ်ပိတ်လို့ပေးတာတော့တကြာအဲ့ဒီနှစ်ပိတ်နဲ့တန်းနဲ့၃ခုနှစ်ရဲ့၃ထိပ်စီနဲ့နှစ်ထိပ်တာပေါ့နှစ်ပိတ်နဲ့ကြောင်းတာပေါ့၆ပိတ်နဲ့ပေါ့ဒီနှလုံးပေါင်းကြီးကတနလုံးပေါင်းကြီးရှေ့ငါးနဲ့ရှင်းနဲ့ပေါင်း၃လုံးပိုင်ဟုတ်၃လုံးပိုင်ရ၃လုံးပိုင်ရပေါင်းကြီးကဒီ၃ငန်းနဲ့ဒီနှစ်ပိတ်ရတဲ့တန်းနဲ့၃ငန်းနဲ့၅ခါကဒါပေါင်းကြီး၅ပေါက်ပါ၃ညာ၈ပေါင်းကြီး ်ဟုတ်ပြီရှေ့ပုံကြီးက၅တုံညာဖြစ်ရမယ်ဒီနှလုံးက၅တုံညာဖြစ်အောင်၅တုံညာဖြစ်အောင်ဆိုတော့ကျွန်တော်တို့ကဒါထိတ်စည်းထိတ်ပြီးတစ်ခါကားထည့်ပြီးဒီကထိတ်စည်းတစ်ခါပြန်ထည့်ထိတ်စည်းပြန်ထည့်ဆိုတော့၃ထိတ်စည်းရှေ့ပုံကြီး၅ဖြစ်ဖို့ဆိုတော့နှစ်ခါရှေ့ပုံကြီးတုံညာဖြစ်ဖို့တော့ဆိုရင်၃ခွန်ရှေ့ပုံကြီး၅ရှေ့ပုံကြီးတုံညာ၃နဲ့၃ခွန်နှစ်တွဲရတယ်အဲ့ဒီနှစ်တွဲမှာ break ကဒီ၃ခုနှစ်ရဲ့ဒီ၉ခါက break ဖြစ်သူကပြီးတယ် ကိုးပရိကိုးပရိဆိုတော့3နှစ်ဆိုတော့5ပြည့်ဆိုတော့4ပြည့်ထဲလာဟဲ့မကိုးပိတ်တဲ့တဲ့နှစ်ခွန်းလုံးဝရှိဆိုင်ရတော့နှစ်ခွန်းတဲ့ပြီးပါပြီနော်အဲ့ဒီမှာပြန်လာတော့3နှစ်4ဆိုတဲ့အဓိကထပ်လာကဲဒါလို့ကျွန်တော်တို့ဆက်ကြည့်ပါမယ်အဲ့ဒီ3နှစ်လေးပြီးတော့ရှင်းငါးနှစ်ဆိုတာထွက်တယ်အဲ့ဒီနှစ်ကနှစ်နောက်ပိတ်လားမပိတ်ဘူးငါးကကျွန်တော်တို့ဒီငါးက665ထွက်ပြီးတော့396ဆိုတော့ခဏထွက်တာပေါ့နော် 6ချောင်းကတော့ပြီးတော့3ငန်း6ပြည့်ကနေတော့တယ်ဒီငားကလည်းငားမပိတ်ဘူးအဲဒီမှာ3ငန်း6ပါပဲသူက3ငန်း6ပါပဲ6 4 6နဲ့ဒီ6က6ပိတ်ထားတဲ့အကြောင်းဒီကက်မှာကျွန်တော်တို့ဆက်ရိုက်မယ်လို့ကျွန်တော်ပြောလဲဟမ်ဆက်ရိုက်မယ်လို့ညွန်လင့်ထားတယ်ဆိုတော့ဒီအကွင်းကိုကျွန်တော်ပြလိုက်ခြင်းဖြစ်ပါနော်အဲ့ဒီတော့ကျွန်တော်တို့က6က6ပိတ်ရိုက်တာတကြောကျွန်တော်ပမာဆုံးလုံးမှန်တာဘလာလာမယ်ဆိုတော့ဒီနှလုံးပေါင်းခြင်းကငါနှလုံးပေါင်းခြင်းက၄ငါအပေါင်း၄ ကိုးလုံးမယ်ဗျာနော်ကိုးလုံးမယ်ပါဗျာနော်ကိုးတလုံးမယ်ကိုးလုံးမယ်เนี่ยကျွန်တော်တို့ကဒီ356ရဲ့ဒီ5ခါက5ရဲ့ပါဝါ3ညဆိုတာ4ပေါင်းချင်း5ညအတွဲ4ပေါင်းချင်း5ညဖြစ်ရမယ်ကိုးလုံးမယ်နဲ့ဖြစ်ရမယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ကိုးတလုံးမယ်ကျွန်တော်ဒီမှာက3ကထိတ်စီထည့်တာပြီးတော့ကျွန်တော်ကျွန်တော်9ကခါလို့ပဲကျွန်တော်ယူဆတာ ဟိုကထိတ်စီဒီချိန်ခါဒီချိန်ထိတ်စီဒီချိန်ခါဒီချိန်ပြီးတဲ့အတွက်ကြောင့်ကျွန်တော်တို့ခါလို့တော့ယူစားမယ်အဲ့တော့ကျွန်တော်တို့ကကိုခါကိုနှလုံးထည့်ရမယ်ငါးပုံချင်းဖြည့်ရမယ်ဆိုတော့ကိုနဲ့ငါးဖြည့်ဖို့တော့6ထိတ်သုံးရပုံချင်းဖြည့်ရမယ်ဆိုတော့ကျွန်တော်ဒါ1ထိတ်เนาะဒါဆိုရင်အတွဲနဲ့တွဲဒီအတွဲနဲ့တွဲရတာလုံးဝမိန်ကန်ရမယ်တွဲပေါ့နော်โอเคအဲ့ဒီမှာ break ကဘာ break လဲဆိုတော့ဒါဒီငါး ဒီ6ဒီ3 5 6 5ခါကရှေးပေါင်းချင်းထည့်ပြီးတဲ့နောက်တစ်ပိုင်းမှာ6 4 6ဒီ4ခါက break လေး break ပေါ့နော်လေး break ဆိုရင်ကျွန်တော်တို့ကမထည့်ရမယ်6 9ဆိုတော့ကျွန်တော်5 break 5ဖြစ်နေတယ်ကျွန်တော်လေး break ဖြစ်လို့ဆိုရင်6 9 9ဆိုတော့တဲတယ်ကွာဒါလေး break ဖြစ်ကျွန်တော်6 9 4ဆိုတော့တဲတယ်ကွာနောက်ကလုံးဝထိုးအောင်ပေါ့နော်ဒီပင်မှာကျွန်တော်ရဲ့ချင်းမိတ်ဆွေကျွန်တော်မမိစေချင်တာဒီကိုးလုံးမှန်ဒီပင်မှာတော်တော်လေးအားကောင်းနေတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဒါ ်ဝိကနာမှာကျွန်တော်တို့7နှစ်9နှစ်စတိုင်အောင်လာတဲ့ဝိကနာပါနော်ကျွန်တော်ပြီးခဲ့ပါတယ်နှစ်ဦးမှာပါနော်7နှစ်စတိုင်အောင်တဲ့ဝိကနာ69လေးဆိုတဲ့ကနာ9လေးလေးဆိုတဲ့ကနာပါနော်အဲ့ဒီဝိကနာကဒီချိန်မှာလုံးဝ9တလုံးအပါနှစ်ပြီးနေတဲ့မူမှာလာနေတဲ့တကြောင်ကျွန်တော်တို့ဒီဝိကနာကိုလုံးဝမေ့တယ်ပါနော်အဲ့ဒီတော့ကျွန်တော်တို့ဒီ၄မှာ၄ပရိလို့သူကမပေးဘဲနဲ့သူရဲ့ပါဝါ၉ပရိလို့သူကပေးမယ်ဆိုရင်၄ရဲ့ပါဝါ၉ပရိလို့သူကပေးမယ်ဆိုရင် ျွန်တော်တို့က694တဲ့ဒီကူကူတဲ့နောက်ကပါထပ်ပြီးတော့ဒါအရင်နေနဲ့ထိုးချင်းထိုးပါတော့ဒါမိတ်ဆွေတွေစိတ်ရဆုံးမြင်ကြတယ်ဒါထိုးပြချင်ပါတယ်အားလုံးပဲကျွန်တော်ချင်းမိတ်ဆွေတွေကံကောင်းကြပါသေးပြဒီ19ချိန်မှာလုံးဝတဲပေါက်ပါလုံးဝတဲပေါက်ပါခုလပါကျွန်တော်ဒီမှာမှာလားနေတာကျွန်တော်73ရက်နေမှာကျွန်တော်ညဘက်မှာကနန်းပူပြီးမှာဖြစ်ပါတယ်အမောင်ဝင်းကြီးနဲ့မိတ်ဆွေတွေကတော့ကျွန်တော်ရဲ့ Viber number ကို ကျွန်တော်ရဲ့ဒီ channel ရဲ့ post မှာတင်လာပေးပါတယ်ရှာပေးပြီးတော့အလှပေးပါလို့ပြောချင်ပါတယ်အားလုံးကိုလက်ပါနဲ့ see you collapse